ဒီ2025မှာလုတ်ခဲ့တဲ့တုတေသနစာတမ်းတချို့အရာပေါ့နော်စေကူတာမှုခံယူနေတဲ့ကြောက်ကက်လူနာ10ယောက်မှာ9ယောက်လောက်ကကိုယ့်ရဲ့အိမ်မှာနေတိုင်းစားနေကြအစားအစာတွေကနေတဆင့်ကြောက်ကက်ရောဂါရသွားတာပေါ့နော်တချို့တွေကကိုစားနေတဲ့အစားအစာကကြောက်ကက်ထိလို့ထိမှမတိပဲနဲ့ကြောက်ကက်ရောဂါဖြစ်သွားမှာပဲဒီအစားအစာကြောင့်ဖြစ်တယ်ဆိုတာသိကြတာတချို့တွေကလည်းကြောက်လည်းကြောက်ကက်ရောဂါတာဖြစ်နေပြီးဘာဘာကြောင့်ဘလို့ဖြစ်တယ်ဆိုတာအခုချိန်ထိမတိတဲ့လူတွေလည်းအများကြီးပါနော် ကြောက်ကရဲ့အလုတ်ကကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီအညက်အကျေးတွေကိုဆက်ထုတ်ပေးတဲ့ကိုယ်ရင်ကအစိပ်ပိုင်းတစ်ခုပေါ့နော်တော်တော်လေးကိုရေးကြည့်ရကြောက်ကမရှိပဲနဲ့ကျွန်တော်တို့အသက်လုံးဝမရှင်နိုင်ဘူးခန္ဓာကိုယ်မှာကြောက်ကကဘယ်တချမ်းညာချမ်းရှိတယ်အဲ့တော့ဒီနှစ်ခုလုံးကကကောင်းအလုတ်လုံးနေမှာပဲကျွန်တော်ကအသက်ရှင်တယ်ပေါ့နော်အကြောင်းမျိုးမျိုးကြောက်ကတစ်ဖက်ကအလုတ်မလုတ်တော့ရင်တောင်မှဒီနောက်တစ်ဖက်ကအလုတ်လုံးနိုင်နေတဲ့ဆိုရင်ကျွန်တော်အသက်ရှင်နိုင်နေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နေ့တိုင်းစားနေတဲ့အစားအစာထဲမှာမှ ဒီကြောက်ကက်ကိုထိခိုက်စေတဲ့အစားအစာတွေပါရွားပြီဆိုရင်တော့တဖြည်းဖြည်းနဲ့ပေါ့နော်ရက်ကနေလာလာကနေနှစ်ကြာလာတဲ့ခါကျရင်ကြောက်ကက်ကပြည့်စည်သွားနိုင်တယ်ပေါ့နော်ကမ္ဘာ့ကျန်းမာရေး WHO ရဲ့ဒီ2025မှာထုတ်တဲ့သတင်းအချက်အလက်တွေအရတော့သူပြောထားတာကမြန်မာနိုင်ငံမှာကြောက်ကက်ရောဂါကြောင့်တည်ဆုံတဲ့လူဦးရေကအမြင့်တက်လာနေတယ်လူတစ်သိန်းမှာ23ယောက်လောက်က ကြောက်ကက်ယောဂကြောင့်တည်တယ်လို့ပြောတယ်ပေါ့နော်ဒါကြောင့်မလို့ကြောက်ကက်ကျမကြီးကလည်းကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်တော်တော်လေးကိုအရေးကြီးလာပြီဒီအစားအစာတွေကပဲဒုက္ခပေးတာပေါ့နော်အဲ့တော့ဗာအစားအစာတွေလဲဆိုတာကျွန်တော်ကြီးလိုက်ရအောင်နံပါတ်1ကတော့စားများတဲ့အစာအတောက်တွေပေါ့နော်အဲ့တော့ကြောက်ကက်ရှိတဲ့လူတွေကစားတဲ့ short ချဖို့လိုတယ်ဆိုတာဒါပြောစရာတော့တိတ်မလို့ပေါ့နော်တော်တော်များလည်းကြည့်တယ်ဒါပေမဲ့တချို့တွေခါကြတော့စားတော့ short ပါတယ်တို့ပြင်ကကိုကဒီငပိတွေငားတွေငံပြာရည်တွေ ဒါတွေစားလိုက်တဲ့အခါကျရင်လည်းဒီအငံတက်တွေကပါသွားတယ်လေဒီစားတက်များတဲ့အစားအစာတွေကိုတွန်းလိုက်မယ်ဆိုရင်ဒီတွေးပေါင်ချိန်တွေကမြင့်တက်လာတယ်အဲ့ဒီကနေစင်ကြောက်ကပ်ကိုတွားပြီးတော့ထိခိုက်တယ်ဒလွေးရွှေရဲ့အကြံပြုချက်ရတော့စားစုစုပေါင်းကတစ်နေ့ကို5ဂရမ်ထက်မကျော်စရာဘူးနော်ဒါလက်ဖိတ်ဇွန်းနဲ့ပြမယ်ဆိုရင်ဒါတဇွန်းစာလောက်အထက်ပို့ပြီးတော့မစားတိမ်ဘူးနော်ဒီဟာကဒီငပိထဲမှာပါတဲ့စားတွေပါအပါအဝင်ဖြစ်မယ်ပေါ့နော် မြန်မာလူမျိုးတွေအနေနဲ့အခါကျတော့ဒီပြန်များဆိုရင်တစ်နေ့ကိုစားက30ဂရမ်ကနေ15ဂရမ်လောက်ဒီစားတယ်။ဒလွေးချူကတက်မှတ်ထားတာ5ဂရမ်အောက်ပဲစားရမယ်လို့ပြောထားတာနော်။မြန်မာတွေကတော်တော်အငန်စားတာများတဲ့လူတွေထဲမှာပါတယ်နော်။အဲတော့ငပိတစွန်းထဲမှာတော့မှစားတက်ကတူတူ3ဂရမ်လောက်ထိပါတယ်လို့ပြောတယ်ပေါ့နော်။ဒါကကျွန်တော်တို့စားတက်များတဲ့အစားအစာတွေကကျွန်တော်တို့ဒုက္ခပေးနိုင်တယ်။အဲတော့နေ့တိုင်းစားတဲ့အထက်မှာအငန်တွေများနေပြီဆိုရင်ဒါတတိထားပါ။အချိန်ကြာလာတဲ့အမျှကျွန်တော်တို့ရဲ့အကြောက်ခက်ကိုတွားပြီးတော့ဒုက္ခပေးနိုင်ပါတယ်နော်။ ဒါနံပါတ်1နံပါတ်2က ready made တွေပေါ့နော်အသင့်စားတဲ့အစားအစာတွေကျွန်တော်တို့ခောက်ဆွဲ၆ထုတ်တွေရှိမယ်တခြားဒီအထုတ်ကိုဖွင့်ဖောက်လိုက်တာနဲ့စားလို့ရမယ့်အစားအစာတွေအမျိုးစုံရှိမှာပေါ့နော်အဲ့တော့ဒီအစားအစာတွေကသူတို့ကိုပြုပြင်ထားတာပေါ့နော် process food လို့လည်းခေါ်တယ်သူတို့ကိုတာရှည်ခံအောင်ပြုပြင်ထားတာရေရှည်ခံအောင်ပြုပြင်ထားတာဖြစ်တဲ့အကြောင်းမလို့သူတို့ထဲမှာ chemical တွေလည်းပါနိုင်တယ် ဒီအစားအစာတွေကိုပုံမှန်စားတဲ့သူတွေကနည်းနည်းလေးစားတဲ့သူတွေထက်ကြောက်ကရောဂါဖြစ်နိုင်ခြေ24ရာခိုင်နှုန်းပိုပြီးတော့မြင့်တယ်လို့ပြောတယ်။အဲ့တော့ဒီလိုမျိုးကျွန်တော်ဒီမှာပုံမှန်ပြထားလို့ပေါ့နော်။အထုံးနဲ့အလွယ်တကူဝယ်လို့ရတဲ့ဟာတွေခေါက်ဆွဲ6ထုပ်တွေအချို့မဟုတ်တွေဒါတွေကဓာတုပစ္စည်းတွေပါတဲ့အထူးသဖြင့်ဒီမှာ phosphate additive ဆိုတဲ့ဟာပေါ့နော်။အဲ့ဒီကောင်ကကြောက်ကကို ထိခက်စေလို့ပေါ့နော်။အဲ့တော့ဒီဟာမျိုးပါတယ်ဆိုရင်တော့ကြောက်ကကိုတော်တော်ထိခိုက်တဲ့အတွက်ကြောင့် ready made အစားအစာတွေကိုလည်းကျွန်တော်တို့ခဏခဏစားနေရဆိုရင်တော့ short တက်နေပြီပေါ့နော်။ ပြီးရင်ဒီအနက်ရောင်အချိုရည်တွေမှာဆိုရင်တော့ဒီ phosphate ဓာတ်တွေကထပ်ပြီးတော့ဖြည့်ထားတာဆိုအဲ့တော့သူတို့ကိုလည်းကြောက်ကက်ရောဂါရှိတဲ့သူတွေကရှောင်တတ်တယ်ဒီမှာကတော့ကျွန်တော် Coca-Cola နဲ့ဥပမာပေးထားတာပေါ့နော်တခြားဖြောရည်တွေလည်းအပါဝင်ပေါ့နော်အဲ့တော့ဒီလိုမျိုးအနက်ရောင်ရှိတဲ့အချိုရည်တွေမှာဆိုရင်အ phosphate ဓာတ်တွေအများကြီးပါတယ်ကျွန်တော်တို့ကြောက်ကက်ကိုဒဏ်ဖြစ်စေတယ်ပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ရှောင်တတ်တဲ့အထက်မှာပါတယ် ဒါမှမဟုတ်လေပုံမှန်စားနေတယ်နေ့တိုင်းစားနေတယ်ဆိုရင်တော်တော်လေးကိုရှော့ချတင်တဲ့အထက်မှာပါတယ်နော်ကျွန်တော်ရဲ့ခန္ဓာကိုယ်ဦးလန်းချောင်းကဘယ်လိုအလုပ်လုပ်လဲဆိုရင်ဒီတဘာဝကနေလာတဲ့ phosphate ဆိုင်ရင်ဒီ ready made ထဲမှာပါတဲ့ဒီ phosphate အတတတွေကိုပို့ပြီးတော့ဆုပ်ယူတယ်အဲ့ဒီကနေတစင်ကြောက်ကက်ကိုပို့ထိတာပေါ့နော်ကြောက်ကက်ကတော်တော်လေးကိုဒုက္ခပေးပါတယ်ဒီဒီယာတွေကိုတောက်လျှောက်စားနေမယ်ဆိုရင်ပေါ့နော်အဲ့တော့ ready made တွေကလည်းအတတ်နိုင်ဆုံးရှော့ဖို့လိုပါတယ်နော်နောက်နံပါတ်3ခါကျတော့ဒါတချို့တွေတွေးမိမှာမဟုတ်ဘူး protein တက်အရန်များတဲ့အသားတွေပေါ့နော်ကျွန်တော်တို့အမဲသားတွေရှိမယ်ဒါမို့လည်းအသားစားတာများတဲ့သူတွေပေါ့နော်အဲ့တော့တရိတ်ဆန်ထွက်အစားအစာတွေလည်းပါတယ်ပေါ့နော်ဒါ US ကနေပြီးတော့တုတေသနစာနှန်းတွေလုံးတဲ့ခါကျတော့တချို့ရောလူတွေကပုံမှန်ထက် ောနော်အသားကိုလိုလာတဲ့ပို့ပြီးတော့စားတယ်ဗောနော်ပရိုတင်းဓာတ်တွေလိုလာတဲ့ပို့ပြီးတော့စားတုံးနေတာကိုတွေ့ရတယ်ဒီအမှန်တကယ်တော့ပရိုတင်းဓာတ်ကခန္ဓာကိုယ်အတွက်ဆွမ်းအားအတွက်အရေးကြီးတယ်ကြွက်သားတွေတိစောက်ဖို့အတွက်အရေးကြီးတယ်အနာတွေကျက်ဖို့အတွက်အရေးကြီးတယ်ကျန်းမာရေးထိန်းသိမ်းဖို့အတွက်အရေးကြီးတယ်အဲဒါပေမဲ့တချို့လူတွေကလိုလာတဲ့ပို့ပြီးတော့စားနေတယ်အထူးသဖြင့်ကြောက်ကက်ယောဂါရှိတဲ့လူတွေဆိုရင်တော့ဒီပရိုတင်းတက်ကိုကန့်တက်ပြီးတော့စားတင်တယ်ပေါ့နော်အဲ့တော့ကိုကကြောက်ကက်ယောဂါရှိတဲ့ဆိုရင်ကိုကုပေးတဲ့ဆရာဝန်ကိုတေချာလေးတိုက်မယ်ပို့လို့ရတယ် ဒီလိုမျိုး protein တက်နေအရာများတယ်ဒီအမေဒါလိုမျိုးအားတွေစားမယ်ဆိုရင်တော့ကြောက်ကက်ကိုထိခိုက်နိုင်တဲ့အတွက်ကြောင့်မလို့တတိထားဖို့လိုတယ်နော်အခုနောက်ပိုင်းဒီတုတေနာပြုချက်တွေရတော့ဒီအတားတက်တက်ဆိုင်ရင်တော့ဟင်းဒီရင်ရွက်တွေအစိအစံတွေကိုပူစားတော့နောက်ပူကောင်းတယ်ဒီကြောက်ကက်ယောဂါတွေစီချိုယောဂါတွေစီချိုယောဂါကမှအမျိုးအစားနှစ်ပေါ့နော်ပြီးရင်တွေးတိုးယောဂါတွေနှလုံးယောဂါတွေကိုကာကွယ်နိုင်တယ်ဆိုတာလည်းသိရတယ်ပေါ့နော်တွေးဆံမှာရတဲ့ protein ဆိုတာကဒါက နိုနဲ့နိုထရယ်ပစ္စည်းတွေလည်းဖြစ်နိုင်တယ်။ပြီးရင်အတားဓာတ်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့ဒါတွေကဒီပရိုတိန်းတွေကအများများတယ်။ပြီးရင်ဖော့စဖိတ်ဓာတ်တွေလည်းအများများတယ်ပေါ့နော်။ကျွန်တော်ရဲ့ခန္ဓာကိုယ်ရဲ့တဘာဝကဒီအပင်တွေတဘာဝအပင်တွေကနေရတဲ့ဖော့စဖိတ်ခါကြတော့အဆုတ်ယူမှုအားနည်းတယ်။ဒီတရိဆန်ကရတဲ့ဖော့စဖိတ်တွေခါကြရင်ပိုပြီးတော့ခန္ဓာကိုယ်ကနေပြီးတော့ဆုတ်ယူတယ်။ဥလံကြောင့်နေရာဆုတ်ယူတယ်။အဲ့ဒါနေစင်ကြောက်ကုတ်တော့ပြီးတော့ဒဏ်ဖြစ်စီတယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ကတက်တက်လွတ် ကိုရမရန်ကစားပေးတဲ့နဲ့အပင်အခြေခံပရိုတင်းဓာတ်တွေပေါ့နော်ပဲအမျိုးမျိုးပေါ့နော်ဒါမျိုးတွေကိုပို့ပြီးတော့ဦးစားပေးစားတဲ့နေပေါ့နော်အဲ့တော့နံပါတ်၃ကဒီပရိုတင်းဓာတ်အရင်များတဲ့ဟာတွေကလည်း short တဲ့နဲ့ရှောင်တဲ့နေပေါ့နော်နောက်နံပါတ်၄ခါကျတော့ potassium ဓာတ်တွေမြင့်တဲ့အသီးတွေပေါ့နော်ဒါဟင်းဒီဟင်းရွက်တွေပေါ့နော်ဒါတွေကတော့ဒီစပြက်ဒီ6တို့ CD 6တို့ ဆွန်လွန်ဒီတို့ခန်းချင်ဒီတို့ဒါမျိုးတွေဆိုရင်ကျွန်တော်တို့ကကန့်တက်ပြီးတော့စားတက်နေပါတော့။အတူတူတွေထဲမှာကကြတော့ဒီ potential ဓာတ်တွေကပို့ပြီးတော့မြင့်တယ်။ potential တွေမြင့်တဲ့အတွက်ကြောင့်မလို့အထူးသဖြင့်ကြောက်ကဲ့ရောဂါရှိတဲ့လူတွေဆိုရင် potential ကမတည့်ဘူးပေါ့နော်။မတည့်ဘူးပိုတက်ဆီယမ်များွားတဲ့အခါကျရင်ခန္ဓာကိုယ်ကဒီနှလုံးထိတာတို့အုံနောက်ထိတာတို့ဖြစ်တာတက်တယ်ပေါ့နော်ဒါကအလွယ်ပြောလိုက်တာပေါ့နော် အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကပိုတက်ဆီယမ်များတဲ့ဇပစ်တီ6တို့ CD တို့ဆွမ်လို့ဒီတို့ခန်းကျင်တီ6တို့ဒါလိုမျိုးတွေကိုအတက်နိုင်ဆုံး short တင်နေရှောင်းတင်နေပေါ့နော်။ဒါမှမဟုတ်လည်းကန့်တက်ပြီးတော့စားရမှာပေါ့နော်။ပြီးရင် avocado ပေါ့နော်။ကျွန်တော်တို့ throwback တီ throwback တီတွေမှာလည်းဒီပိုတက်ဆီယမ်တွေတော်တော်များပါတယ်။ကိုကငကိုတွေကကြောက်ကက်ယောဂရှိနေတယ်ဆိုရင်တော့ throwback တီကိုလည်းဒါ short တင်နေရှောင်းတင်နေပေါ့နော်။ပြီးရင်ဒီထဲမှာကျွန်တော်မထည့်ရတရားအဒီ banana ပေါ့နော်ငပြောရီးတွေကလည်းပိုတက်ဆီယမ်ဓာတ်တော်တော်များတယ်။ကိုကငကိုတွေကကြောက်ကက်မကောင်းဘူးကြောက်ကက်ဆေးနေရတယ်ဆိုရင် ဒါငပြိုဒီစားမယ်ဆိုရင်တော့မဆရာဝန်နဲ့တိုင်ပင်ပြီးမှလည်းစားရမယ်ငပြိုဒီထဲမှာလည်းပိုတန်ဆီယမ်ဓာတ်တွေတော်တော်များများပါတယ်ထင်မှာပါတယ်ပေါ့နော်ပိုတန်ဆီယမ်ဓာတ်နည်းတာကတော့ဒီပန်ဒီနဲ့ပန်ဒီအမျိုးမျိုးတွေမှာခကြရင်တော့ပိုတန်ဆီယမ်ဓာတ်ကနည်းတယ်နည်းတဲ့အတွက်ကြောင့်မို့ကြောက်ကက်ယောဂါရှိတယ်ဆိုရင်တော့မှပန်ဒီတွေကများတော့အပြင်စားလို့ရတယ်ထင်မှာပါတယ်ပေါ့နော်အဲ့တော့ဒါကနံပါတ်၄ပေါ့နော်ပိုတက်ဆီယမ်ဓာတ်တွေမြင့်တဲ့ဒီအသီးတွေဟင်းဟင်းရတဲ့ဒါတွေကိုတော့အတက်နိုင်ဆုံးရှော့ဖို့လိုတယ်ပေါ့နော်အထူးသဖြင့်ကြောက်ကက်ယောဂါရှိတဲ့သူတွေပေါ့နော် နောက်နံပါတ်5ခါကျတော့စီကြောစာတွေစီကြောစာတွေစားလိုက်တဲ့ခါကျရင်မကောင်းတာကဒီစီကြောစာတွေမှာ transfer တွေပါနော် transfer ဆိုတာကဒီစီပူပူနဲ့ကြော်လိုက်တယ် deep fry လုပ်လိုက်တဲ့ခါကျရင်ထွက်လာတဲ့ခန္ဓာကိုယ်အတွက်မကောင်းတဲ့အဆီတွေပေါ့နော်ငကူတွေဟိုကကျွန်တော်တို့တိကျတဲ့အတိုင်းဒါပြိဿာရတဲ့အဆီတို့ကကျမ်းမာရင်နဲ့မညီညွတ်ဘူးလို့တခြားကေဝစီတွေကကျမ်းမာရင်နဲ့မညီညွတ်ဘူးဆိုပြီးတော့ကျွန်တော်တိကျတယ်ဒီကြက်တာတွေเนาะတခြားအကြော်စာတွေကို ဒီစီပူပူပေါ့နော်အဲ့ထဲမှာနှက်ပြီးတော့ကြော်လိုက်တဲ့ခါကျရင် ပို့ပြီးတော့ transfer တွေကပို့များတယ်အဲ့ဒါအဲ့ညာနေတစဲကျွန်တော်ကြောက်ကက်ကိုတွားပြီးတော့ထိခိုက်တယ်ပေါ့နော်အဲ့မှာဒီကြက်ကြော်တွေအာလူကြော်တွေကြက်သားကြော်တွေဒီစားတော့ဆိုင်မှာကြော်ထားတဲ့စီကြော်စားတွေဒါတွေတော်တော်များများပါတယ်ပေါ့နော်အဲ့တော့ဒါတွေကိုခဏခဏစားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကြောက်ကက်ထဲမှာရှိတဲ့တွေးထဲမှာရှိတဲ့အစိတ်အောက်တွေကိုစစ်ပေးတဲ့ nephron ဆိုတဲ့ဟာတွေကပြက်စီပြီးတော့ကြောက်ကက်ရောဂါဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကစီကြော်စားတွေကိုလည်း short တဲ့နဲ့ရှောင်တဲ့နဲ့ နောက်ဆုံးနံပါတ်6ခါကျတော့တကြားတမ်းမြင့်တဲ့အချိုရည်တွေပေါ့နော်ဒါကအပေါ်မှာတော့ကျွန်တော်အမဲရောင်ပါတဲ့အနက်ရောင်ပါတဲ့အချိုရည်တွေကိုကာကိုလာကိုဥပမာထားပြီးပြောတယ်ဒါခါကျတော့အနက်ရောင်ရည်လို့မှမဟုတ်ဘူးတခြားဆိုလာတွေလည်းပါတယ်ပေါ့နော်အဲ့အချိုရည်တွေကဒီအာဟာရတန်ဖိုးအနေနဲ့ဆိုရင်ဂလူးကို့စ်ပါလာလွှဲရင်တခြားအာဟာရတန်ဖိုးမရှိဘူးပေါ့နော်တခြားဓာတ်တွေကတော်တော်များများပါဝင်တယ်ပေါ့နော်ကျွန်တော်တို့ပုံလဲတွေ့ပုံမှာတချို့အချိုရည်တွေဆိုရင်တခြား ဇွန်းနေမှာအများကြီးပါတာမျိုးတကြားအထုတ်လိုက်ပါတာမျိုးဒါမျိုးတွေရှိရပါတော့ဒါတွေကိုတောက်လိုက်တဲ့အခါကျရင်အပိုကယ်လိုရီတွေအရင်များပြီးတော့ခန္ဓာကိုယ်ထဲမှာအဆီလွန်ကဲတာတွေဖြစ်လာတယ်ပုံမှန်ဆိုရင်တော့ကိုကာကိုလာတစ်ဘူးမှာကယ်လိုရီက152ပါပါပေါ့နော်အဲ့တော့ဘယ်လိုမျိုးအချို့ကြီးပဲဖြစ်ဖြစ်ပေါ့နော်တကြားကတော့တော်တော်လေးကိုတုံထားရတယ်ပြီးရင်ကြာရှည်ခံအောင်လုပ်ထားရတာလည်းရှိမယ်ပေါ့နော်အဲ့တော့ဒီကောင်တွေကဘယ်လိုမျိုးဒုက္ခပေးလဲဆိုရင်သူကတွေးထဲမှာရှိတဲ့တကြားတက်ကိုမြင့်တက်စေပြီးတော့ဒီကြောက်ကပ်ကိုပို့ပြီးတော့အလုံးလုံးစေတယ် ကြာလာတဲ့ခါကျရင်တော့ကြောက်ကက်ကိုပြက်စီးစီးတယ်ပေါ့နော်တူတူနေနာပြူချက်တွေကတော့ဒီအချိုရည်တွေကအယူပါယောဂါတို့ကြောက်ကက်ယောဂါတို့မက်တာဘိုလစ်စင်တိုဆိုတာကဒီခန္ဓာကိုယ်မှာဇီဝရုပ်ဖြစ်ပြပြောင်းလဲတာတွေကိုဖောက်ပြန်စီတဲ့ဟာတွေပေါ့နော်အဲ့ဒါမျိုးတွေပြီးရင်တဖုံယောဂါတွေနဲ့ဆက်ဆက်နေတယ်ပေါ့နော်ကယ်လိုရီနည်းတဲ့ဆိုပြီးတော့ဒီဆိုဒိုက်ရက်ဆိုတာတွေတောက်မယ်ဆိုရင်လည်းမရဘူးသူတို့ကလည်းကြာတဲ့အများကြီးပါဝင်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့အချိုရည်တွေကကျတို့ခန္ဓာကိုယ်အတွက်အရင်လိုအပ်တဲ့ထင်မှာမပါတဲ့အတွက်ကြောင့်မလို့ရှောင်းနိုင်ရှောင်းမရှောင်းနိုင်ရင်တော့တော်တော်လေးကိုလျှော့မာရရမယ်ပေါ့နော် တော့ဒါကနံပါတ်6ကတရားတတ်မြင်ပါတယ်အချို့ကြီးပေါ့အဲ့တော့တက်ကနေ6အထိပြောရမယ်ဆိုရင်နံပါတ်7ကတော့စားတတ်များတဲ့အစာအတောက်တွေဒါနေ့စဉ်စားနေတဲ့အထက်မှာပါနိုင်တယ်အဲ့ဒါတွေကိုလျှော့ရမယ်နံပါတ်9ကတော့ ready made စားတဲ့အစာအစာတွေခါလေးကြရင်ကျွန်တော်တို့ကချက်ပြုတ်ဖို့အချိန်များတဲ့ခါကျရင်ဒီဟာတွေကိုအလွယ်တကူဖောက်စားတတ်တာမျိုးတွေရှိတယ်အဲ့ဒါအတတ်နိုင်ဆုံးတော့လျှော့ချဖို့လိုတယ်ပေါ့နော်နောက်နံပါတ်10ကကျတော့ protein နဲ့အရင်များတဲ့အသားတွေပေါ့နော်အထူးသဖြင့်တော့အမဲသားတွေဒါမျိုးတွေခါကျရင်ခန္ဓာကိုယ်အတွက်မကောင်းဘူးကြောက်ကတ်တော့မကောင်းဘူးပေါ့နော်နောက်တစ်ခုက potassium တက်မြင့်တဲ့ ဒီအတီးတွေဟင်းနေဟင်းရတဲ့ဒါတွေကလည်းကျွန်တော်တို့ခန္ဓာကိုဒုက္ခပေးနိုင်တယ်၆ကပ်ကိုဒုက္ခပေးနိုင်တယ်ပေါ့နော်နောက်နံပါတ်5ပေါ့နော်စီကြော်စာတွေကျွန်တော်ကိုယ်တိုင်ကြော်တာပဲဖြစ်ဖြစ်ဒီအပြင်ဆိုင်မှာကြော်ရင်တော့ပိုဆိုးတာပေါ့နော် transfer တွေအများများတော့၆ကပ်ထိတယ်ပေါ့နော်ပြီးရင်တကြားဓာတ်အများများတဲ့အချို့ကြီးတွေဒါတွေကလည်းကျွန်တော်တို့ခန္ဓာကိုဒုက္ခပေးနိုင်တယ်၆ကပ်ကိုဒုက္ခပေးနိုင်တယ် ဲ့တော့ထပ်ပြီးတော့လိုတာလေးထပ်ပြောဖို့ရှိတယ်အဲ့ဒါကအစားအစာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အမြဲတမ်းတုံးနေကြအကိုက်ခဲပျောက်စီတွေကလည်းကျွန်တော်တို့ကိုဒုက္ခပေးနိုင်တယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ ibuprofen ဆိုတဲ့ဆေးတွေရှိမယ် naproxen ဆိုတဲ့ဆေးတွေရှိမယ် diclofenac ဆိုတဲ့ဆေးတွေရှိမယ်အဲ့တော့ဒါရင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒီ channel ထဲမှာဗီဒီယိုတွေတင်ထားတာရှိတယ်ဒီဆေးကတ်တွေကိုပုံပြပြီးတော့ဟိုဗီဒီယိုတွေတင်ထားပြတာရှိတယ်ပေါ့နော်အဲ့ဒါတွေကိုတခြားမသိဘူးဆိုရင်လည်းပဲ ကျွန်တော် channel မှာတွားပြီးတော့အကြက်ခဲပြောက်စီနဲ့ဆိုင်တဲ့ဗီဒီယိုတွေကိုတွားပြီးတော့တစ်ချက်ချင်းကြည့်လိုက်ပါတော့ပြီးရင်ဒီဆေးတွေကိုအကြာကြီးတောင်းနေတဲ့အခါကျရင်ကြောက်ကက်ကိုတွားဖို့ထိခိုက်တယ်ပေါ့နော်မြန်မာနိုင်ငံမှာတော့ဒီကြောက်ကက်ပြဿနာတော်တော်လေးကိုဒုက္ခပေးပါတယ်အော်ကြောက်ကက်ဖြစ်ပြီဆိုရင်လည်းတော်တော်လေးကိုခံရခက်တယ်လို့ပတ်စံလည်းရန်ကုန်ပါတယ်ကြောက်ကက်ဆေးရတဲ့အဆင့်ဆိုရင်တော့တတောက်လည်းကုန်တယ်လို့တော့ပြောရမှာပေါ့နော်အဲ့တော့တပတ်ကိုကြောက်ကက်နှစ်ခါဆေးရတယ်တစ်ခါဆေးရင်တသိန်းပဲထားတပတ်ကိုနှစ်သိန်းလောက်ကုန်တယ်တစ်လကိုဒါ ရှစ်တိန်လောက်ကုန်တယ်ဒါအ ਨੇ ဆုံးအောက်ထုပ်ကိုပဲပြောတာပေါ့နော်စီးရီမပါသေးဘူးကြောက်ကက်စီးရတခုပဲပါတယ်ပေါ့နော်ကြောက်ကက်အစားထိုးမဲ့ဆိုရင်တိန်900 600အ ਨੇ ဆုံးပဲကုန်မယ်ပေါ့နော်ကြောက်ကက်ကမဖြစ်အောင်ကောက်ွဲတာအကောင်းဆုံးပဲဖြစ်ပြီးမှဆိုရင်လည်းပဲအရန်မဆိုးအောင်ကျွန်တော်ပြောတဲ့အချက်လေးတွေကိုတတိထားပါအဲ့တော့ဒီဒီအချက်လေးတွေကအရန်ကိုအရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျန်တာလေးနည်းနည်းထပ်ပြောရမယ်ဆိုရင်ဒီ2025မှာတူရီနာပြုချက်တွေရဆိုရင်ကြောက်ကက်ကျမ်းမာရဲ့အတွက် ကျွန်တော်စားလို့ရတဲ့အစားအစာတွေလည်းရှိတယ်။အဲ့ဒါကိုကျွန်တော်ဗီဒီယိုတက်တက်လုပ်ထားတယ်တလား။ကြောက်ကအားကောင်းစီတဲ့အစားအစာခုနှစ်မျိုးဆိုပြီးတော့ကျွန်တော်ဒီချာလေးပြောပြထားပေးတာရှိတယ်။အဲ့ဒါလေးကိုကျွန်တော်ရဲ့ channel ထဲမှာဒီချာလေးတွားကြည့်လိုက်ပါ။အဲ့တော့အဲ့ဒီမှာတော့ဗီဒီယိုကတော့6မိနစ်ခွန်နေမြောက် ကြာတဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုအရန်ရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီအားတွေကိုထပ်ပြီးတော့မပြောတော့ဘူးနော်။ဗီဒီယိုတက်တက်လုပ်ထားတာရှိတယ်တွားကြည့်လိုက်ပါ။ကျွန်တော်ဆက်ပြီးတော့ကြောက်ကနဲ့ဆိုင်နဲ့ကျမ်းမာရေးဘူးဒရာတွေကြောက်ကပြတ်တာကြောက်ကကြောက်တဲတာကြောက်ကမှာရေအိတ်တဲတာကြောက်က ြက်တဲ့လက္ခဏာတွေဒါတွေကိုလည်းဘူဒ္ဓအနေနဲ့ဗီဒီယိုတွေများများထပ်တင်ပြီးမှဖြစ်တဲ့ကြောင်းမလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားပါ notification icon လေးကိုလည်း on ထားပေးပါဗီဒီယိုဒီကြီးကြည့်ပြီးတဲ့ကြောင်းမလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့စူးစမ်းပြီးမျှဝေပေးပါမယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေအဆက်ဆက်ရရအဆင်ပြေပါစေနေကောင်းကျန်းမာပါစေကြောက်ကက်လည်းကောင်းမှုမနဲ့တက်ကြွရကြရှိနိုင်ပါစေ